မင်္ဂလာပါရှင်။ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းချောင်းကတော့မဘဲလွတ်လပ်စွာတင်သွင်းခဲ့ကာလကို2026မတ်လကုန်ထိအိန္ဒိယကတက်တန်းထပ်မံတိုးမြှင့်ပေးတဲ့သတင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကုသရေးဝန်ကြီးနဲ့ စံမှုဝင်ကြီးဌာနအိန္ဒိယကုသရန်ဝန်ကြီးဌာနဟာမြန်မာနိုင်ငံမှမက်ပေအားလွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကာလကို2026ခုနှစ်မတ်လ31ရက်နေ့ထိတိုးမြှင့်တက်မှတ်ကြောင်းအမိန့်ကြော်ညာစာမှန်64မြင်းဆောင်2024 2025ဖြင့်2025ခုနှစ်မတ်လ10ရက်နေ့ကကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းစီးပွားရေးနှင့်ကုသရန်ဝန်ကြီးဝန်ကြီးဌာနကမတ်လ19ရက်တွင် ထုတ်ပြန်ထားတယ်လို့သိရပါတယ်။နိုင်ငံတော်ဝန်ရှိသူများကြားတွေ့ဆုံဆွေးနွေးခြင်း တန်တမန်လမ်းကြောင်းမှာညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ပြီးနောက်အိန္ဒိယနိုင်ငံဘက်မှမပေးလွတ်လပ်စွာတင်သွင်းမှုအားတက်တန်းတုံ့ပြန်ပေးခဲ့ခြင်းဖြစ်ပါတယ်။အိန္ဒိယဆိုရာကပယ်စင်းကုန်နဲ့မပေးလွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ကာလအား2026ခုနှစ်မတ်လ31ရက်နေ့ထိတုံ့ပြန်တက်မှတ်လိုက်ခြင်းဖြင့်မြမပဲဆိုင်တောင်းသူများပဲကုန်တဲ့လုပ်ငန်းရှင်များဈေးကွက်ခိုင်မာမှုရှိခြင်းဈေးကွက်စင်းလုံးမှန်ကန်စွာရရှိနိုင်ခြင်းပေးဆိုင်တောင်သူများဝင်ငွေတိုးတက်စေပြီးတွင်ဆက်တစ်လျှောက်လုံးအတွက်အကျိုးရှိစေမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ thank you